မင်္ဂလာပါကလေးတို့ရေဒီခြေကတော့သိပ္ပံဒီခြေဒီခြေချမ်းပါသင်ငန်းစာလေးကိုဒီခြေတို့ပြန်ပြီးတော့ဆက်ကြရအောင်เนาะအခန်းရှင်းအလင်းနဲ့အတန်မှအပိုင်းနဲ့အတန်ပြန်ခြင်းအကြောင်းပဲဖြစ်ပါတယ်အတန်ဟာအရာဝတ္ထုတစ်ခုကိုထိရိုက်ပြီးရင်ဘလို့ဖြစ်သွားမလဲเนาะအရာဝတ္ထုများတုံခါခြင်းကြောင့်ဒီခြေတို့အတန်ကို ကြားရပါတယ် အတန်ဖြတ်တန်းသွားဖို့အတွက်ကြားခံနေလိုအပ်ပါတယ်။အတန်ပင်ရင်းနဲ့နားထောင်တဲ့သူရဲ့အကွာအဝေးပေါ်မူတည်ပြီးတော့အတန်အတိုးကျယ်ဟာပြောင်းလဲပါတယ်။အတန်အတိုးကျယ်ပမာဏကိုဒီချေတို့ကဒစီဘယ်ဆိုတဲ့ dB ဖြစ်တိုင်းတာနိုင်ပါတယ်။ကဲဒီကျေတို့အခန်းရှင်းအပိုင်းနဲ့အတန်ပြန်ခြင်းမှာလုပ်ငန်းတွေကိုစူးစမ်းပြီးတော့ရှာဖွေကြရအောင်လုပ်ငန်းတွေမြည်သည့်အခါတွင်အတန်ကိုပြန်ချရသည်နီးအဘဲချောင်းနီး ကဲဒီချေကဲပြောမယ်အဲ့တော့ကာကြီးဒီချေတို့နှစ်ဖက်ပွင့်ပလတ်စတစ်ပိုင်လုံးနှလုံးကိုယူပါအဲ့တော့ဒီချေကတော့ပလတ်စတစ်ပိုင်လုံးလေးအစားဒီချေကတော့စက်ကူပိုင်လုံးလေးကိုအသုံးပြုပေးထားပါတယ်ကဲခါခွေအတန်ထွက်ပင်ရင်တခုအဲ့တော့အတန်ထွက်ပင်ရင်တခုဆိုတော့တချေတို့ဖုန်းအဲ့တော့ဖုန်းကအတန်ကိုတချေတို့ဘေးကနေမကြားရအောင်တူတူလေးဖွင့်ပြီးတော့ပိုင်လုံးတခုရဲ့အဝမှာထားပါတဲ့ကဲပြီးရင်တချေကနော်တအားသမီးတို့ကို လုံပုံလုံးလေးလေးပြပေးမယ်နော်။ဂါငယ်ကြမ်းပိုင်လုံးရဲ့အဝမှာဆိုရင်တော့ဒီချေတို့နားထောင်ရပါမယ်။အဲ့တော့ဒီချေကပုံလေးမှာပေါ်ပြထားတဲ့အခြေအနေနှစ်မျိုးကို နားထောင်ကြည့်ရပါမယ်။ဂါကြီး ပုံတွင်ပေါ်ပြထားသည့်အခြေအနေနှစ်မျိုးကိုနားထောင်ကြည့်ရပါမယ်။ငါတချင်းတန်ကိုမြည်သည့်အခါကြားရသည်မြည်သည့်အခါမကြားရပါဆိုတာလေးကိုဒီချေတို့ကမှတ်သားထားရပါမယ်။ ကဲဟုတ်ပြီဒါတို့သမီးတို့ရဲ့ဖတ်စာအုပ်ထဲမှာရှိတဲ့ပုံလေးအတိုင်းတီချာကလက်တွေ့ပြုလုပ်ပေးမယ်ကဲအဲ့တော့ကြည်ပါအဲ့တော့ပထမပုံလေးကတော့သူကတော့ဒီမှာပိုက်လုံးနှလုံးကိုဒီလိုပုံစံပေါ့နော်ဒီလိုအနေထားလေးသူထားပေးထားတယ်ပြီးတော့တီချာတို့ကဒီမှာကတူကိုတီချာတို့ကဘေးနားကိုရွှေ့ပေးထားတယ်ကဲအဲ့ဒီညာလေးကအခြေအနေတစ်ခုဟုတ်ပြီနော် ကဲနောက်တစ်ခုအားကြတော့တချေတို့တွေကဘာဖြစ်လဲပိုင်လုံးနှလုံးအားဒီလိုပဲပြီးရင်ဂတ်တူလေးကိုသူ့ရဲ့ပိုင်လုံးနှစ်ခုရဲ့နော်အစုံလေးမှာတချေတို့ထားတယ်ပြီးရင်တစ်ဖက်မှာကြတော့တချေတို့ကနော်အပန်းထပ်ဖို့အတွက်ဖုန်းလေးကိုတချေထားပြီးတယ်အဲ့တော့ဖုန်းလေးကကြတော့တချေတို့ကတခြားသူမကြားရအောင်လို့တိုးတိုးလေးပဲဖွင့်ရမယ်နော်ကဲဟုတ်ပြီနောက်ထပ်တချေတို့က နောက်ထပ်တစ်ဖက်ပိတ်เนาะအဝလေးမှာကျတော့တီချေတို့ကနားနဲ့နားထောင်ရပါမယ်ဒါကတော့တီချေကတအားတမီးတို့ကိုလက်တွေပြုလုပ်ပေးထားတာအဲ့တော့တအားတမီးတို့ကအခုတီချေပြောတဲ့အတိုင်းပဲတအားတမီးတို့ကလက်တွေလေးပြုလုပ်ပြီးတော့နားထောင်ကြည့်ပေးပါကဲဟုတ်ပြီဒါဆိုလို့ရှိရင်တော့တချေတို့ကမေးခွန်းကလေးတွေဖြေကြည့်ကြရအောင်ကဲစာလုံးအောက်ပါမေးခွန်းများကို ဖြေဆိုပါကဲ1ပေးထားတဲ့ပုံနှပုံမှာရှိတဲ့အခြေအနေနှစ်ခုမှာ မတူညီတဲ့အချက်ကိုဖော်ပြပေးပါကဲဟုတ်ပြီကဲအဖြေလေးကတော့ပုံနှုံပုံမှာမတူညီတဲ့အချက်ကလေးကတော့ပိုင်များရှေ့မှာဆက်ကူကတုမရှိခြင်းနဲ့ရှိခြင်းပဲဖြစ်ပါတယ်ကဲဟုတ်ပြီမိခိုးနံပါတ်1ကိုတကယ်လို့သွားကြရအောင်နံပါတ်1 အတန်ဆိုတဲ့တချင်းတန်ကိုတချေတို့ကဂတ်တူဆက်ကိုဘက်မှလှဲ့တဲ့အချိန်နေနဲ့တချေတို့ဂတ်တူဆက်ကိုဘက်ကိုတချေတို့လှဲ့ထားတဲ့အချိန်နေဘယ်အချိန်နေမှကြားရပါမလဲကဲဟုတ်ပြီအဖြေလေးကတော့တချေတို့ဘာဖြစ်လဲဆက်ကိုဂတ်တူဘက်ကိုတချေတို့ပိုက်များလှဲ့ခြင်းကတချင်းတန်ကိုတချေတို့ကြားရပါမယ် ကဲဟုတ်ပြီမေခိုးနံပါတ်3အဲ့တော့မေခိုးနံပါတ်3လေးကတော့မေခိုးနှစ်အရာ ပထမပိုက်လုံးထဲမှာအတန်ဆိုတဲ့တချင်းတန်ကိုဒုတိယပိုက်လုံးကနေပြီးတော့မာတဲ့အဘဲကြောင့်ကြားရသနီးကဲဟုတ်ပြီ အဖြေလေးကတော့ပထမပိုက်လုံးမှာအတန်ဟာဒီချေတို့စက္ကူဂတ္တူကို ထိရိုက်ပြီးတော့မှဒီကျလို့เนาะဒီစက္ကူဂတ္တူကိုထိရိုက်ပြီးတော့မှဒုတိယပိုက်လုံးထဲကို ဝင်လာတဲ့အတွက်ကြောင့်ပဲတီချယ်တို့တွေကြားရတာဖြစ်ပါတယ်။ကဲဟုတ်ပြီမေးခွန်းနံပါတ်၄เนาะအတန်ဆိုတဲ့တချင်းတန်ဒီပိုင်လုံးနှစ်ခုတွင်မြည်သည့်ကြားကန်တွေကိုဖြတ်တန်းตวายะตะนี้เกဟုတ်ပြီအဖြေလေးကတော့အတန်ဟာပိုင်လုံးနှစ်ခုမှာလေဆိုတဲ့ဂျားကန်တွေကို ချက်သွားရပါတယ်ဟုတ်ပြီနော်ဒီချေတို့ဒီမှာလေလေးလာမယ်เนาะအဲ့တော့လေဟာဒီချေတို့ကဂျားခံနေပေါ့เนาะသူကနေပြီးတော့မှဒီချေတို့အတန်ကြားရတာပါကဲဟုတ်ပြီမေကွန်းနံပါတ်ကအတန်ဒီအလင်းကဲ့သို့အတန်ပြောင်းခြင်းဖြစ်နိုင်ပါသလားတဲ့ကဲဟုတ်ပြီအဖြေလေးရတော့ဒီချေတို့အတန်ဟာအလင်းကဲ့သို့ပဲအတန်ပြောင်းခြင်းဖြစ်နိုင်ပါတယ်ကွယ် ကဲဟုတ်ပြီအဲ့တော့တစ်ချက်အခုလက်တွေ့ပြုလုပ်သလိုပဲသားတို့သမီးတို့လည်းတစ်ချက်လိုမျိုးလက်တွေ့လေးပြုလုပ်ပြီးတော့မှလေ့လာနိုင်ပါတယ်ကွယ်ကဲဒီကျေတော့လုပ်ငန်းနှစ်ကလေးကိုဆက်ပြီးတော့လေ့လာရအောင်အတန်ပြောင်းခြင်းသည်မိသည်ကိုတယောင်မှုရှိသည်နီး ကဲအဲ့တော့ကာကြီးဖုံးတွင်အတန်ကိုတချေလို့တချင်းတန်ဘောနော်တိုးတိုးလေးဖွင့်ကြည့်ပြီးတော့နားထောင်ပါတဲ့အဲ့တော့ဒီချေကဖုံးကတချင်းတန်လေးကိုတချေတိုးတိုးလေးဖွင့်ပြီးတော့နားထောင်ပေးမယ်နော်ကဲအဲ့တော့တချေကြည့်ပြီးပါအဲ့တော့တချေအတန်လေးကိုတိုးလိုက်မယ်နော်ကဲဟုတ်ပြီဒီကချင်းတန်လေးကိုတိုးတိုးလေးတချေနားထောင်ပေးထားတယ်နော်โอเค ဟုတ်ပြီ။ကဲပြီးသွားရင်ဒီချေတို့တွေကနောက်တစ်ခုအားကြတော့ဒီချေတို့ကအဲ့ဒီတချင်းတန်လေးကိုဒီချေကအတန်ကိုအတိုးအကျယ်မပြောင်းဝဲနဲ့ဒီအတန်လေးအတိုင်းပဲဒီချေကခွက်ကလေးတဲကိုထည့်ပြီးတော့နားထောင်ကြည့်မယ်။ကဲဟုတ်ပြီနော်ဒါကတကယ် ခွက်ကလေးတွေကိုထည့်ပြီးတော့နားထောင်ထားတာ။ကဲတကျဲအပြင်လေးကိုထွက်ပြီးတော့ပြန်နားထောင်မယ်နော်။တကျဲအတန်ကိုအတိုးချဲကိုမပြောင်းနော်။ကဲဟုတ်ပြီ။ကဲအဲ့တော့တကျဲတို့တွေကခန်းငယ်တွေးရှိချက်အရာအောက်ပါမိကုံးများကိုဖြေပါ။ကဲအဲ့တော့တိခွက်ထဲနဲ့ခွက်အပြင်ဘက်မှာတကျဲတို့ ဖုံးကိုအတန်ဖွင့်ပြီးနားထောင်သောအခါအတန်အတိုးအကျဲမြည်သို့ပြောင်းလဲသည်တဲ့ကဲအဲ့တော့ဒီချေတို့ကဖုန်းရဲ့အပြင်ဘက်ကိုเนาะဒီချေတို့ကဖုန်းကိုအပြင်ဘက်မှာနောက်တစ်ခါခွက်ထဲမှာနားထောင်တယ်ကဲအဲ့တော့ဒီချေတို့အပြင်လေးကတော့ဖုံးမအတန်သည်ခွက်ထဲနဲ့ခွက်အပြင်တွင်ထားသည့်အခါအတန်အတိုးအကျဲကြားရပုံချင်းမတူတာကိုတွေ့ရပါမယ်ကဲနံပါတ်1မိကုံးလေးကတော့ခွက်အတွင်းနဲ့ခွက်အပြင် ဖုံးထားခြင်းတွင်အတန်အတိုးအကျဲမြည်တို့ကွာခြားသည်။ကဲဟုတ်ပြီ။အဖြေလေးကတော့ဖုံးမတန်သည်ခွက်အပြင်မှထားစဉ်ကြားရသည်ထက်ခွက်အတွင်းသို့ထက်လိုက်သောအခါပူမိုကျေလောင်စွာကြားရတာကိုသာသမီးတို့တွေ့ပါတယ်။ကဲဟုတ်ပြီ။နံပါတ်မေးခွန်းနံပါတ်3အဘဲကြောင့်ကြားရသည့်အတန်မတူသည်နီးတဲ့ ကဲဟုတ်ပြီအဖြေလေးရတော့ကြားရသည့်အတန်မတူရခြင်းမှာခွက်အတွင်းသို့ထဲ့လိုက်သည့်အခါအတန်ထိရိုက်သည့်ခွက်နေရန်များရှိနေ၍အတန်ပြန်လာခြင်းများရှိနေတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်ကွယ်ကဲဟုတ်ပြီနော်ဒါကတော့တချေကတအားသမီးတို့ကိုလက်တွေ့ပြုလုပ်ပေးတာအဲ့တော့တအားသမီးတို့ကလည်းအိမ်မှာပြန်ပြီးတော့လက်တွေ့ပြုလုပ်ပြီးနားထောင်ကြည့်ပေးနော် ဲတီချယ်တို့လုပ်ငန်းသုံးလေးကိုဆက်ပြီးတော့လေ့လာရအောင်ကဲအဲ့တော့လုပ်ငန်းသုံးအတန်ထွက်ပင်းတစ်ခုရဲ့အတန်အတိုးကျညီတို့ပြောင်းလဲနေသနည်းတဲ့ကဲအဲ့တော့တီချယ်တို့လက်တွေ့ပြုလို့ရအောင်အဲ့တော့တီချယ်တို့ကာကြီး6ပေရှိရှိရဲ့ဝါယာကျိုးလေးကိုအသုံးပြုပြီးတော့အတန်ထွက်ပင်းဘဇာ ုတ်နော်ဒါလေးကဘဇာလို့ခေါ်တယ်အတန်ထွက်ပင်ရင်ဘဇာရဲ့အဖိုးငုံနဲ့ဒီကေတို့ဘက်ထရီရဲ့ဒီကေတို့အဖိုးငုံနဲ့ဆက်မယ်ပြီးသွားလို့ရှိရင်အတန်ထွက်ပင်ရင်ဘဇာရဲ့အမငုံနဲ့ဒီကေတို့ဘက်ထရီရဲ့အမငုံနဲ့ကိုဒီကေတို့ဆက်ပါမယ်ကဲဟုတ်ပြီနော်ဒါလေးကတခုခါခွေဘဇာကိုတဖက်ပိတ်ပိုက်အောက်ခြေရောက်တဲ့ဒီဒီကေတို့ထဲမှာအဲ့တော့ဒီကေတို့ကဒါတပါပိုက်တပိုက်ကလေးရှိတယ်အဲ့ဒီပိုက်ကလေးရဲ့ဒီကေတို့က ်နော်မနော်အဲ့ဒီပိုက်ကလေးရဲ့အောက်ခြေရောက်တဲ့ထည့်ကိုတကယ်လို့ကထည့်ပါမယ်တဲ့ဟုတ်ပြီနောက်တဲ့တစ်ခုကကြတော့ဂငယ်အဲ့တော့ပိုက်အပြင်ဘက်နဲ့တစ်ဖက်ပိတ်ပိုက်သေးရဲ့အမြင့်မတူတဲ့နေရာလေးနေရာမှာတချို့ဗဇာကိုထားပြီးတော့အတန်အတိုးကျဲတိုင်းနဲ့ကရိယာဟုတ်ပြီနော်တချို့ကတော့ဖုန်းထဲမှာ application လေးထည့်ထားတဲ့အတန်အတိုးကျဲတိုင်းကရိယာလေးနဲ့တချို့တို့တိုင်းမယ်ကဲပြီးရင်ဂါကြီးအဲ့တော့ဂါကြီးကကြတော့ ချားရတဲ့အတန်အတိုးကျဲကိုဇရားမှာမှတ်သားပြီးတော့ဒီချေတို့ဆွေးနွေးကြရအောင်ကဲတော့ဒီချေတို့ကဇရားလေးရတော့တာတော်သမီးတို့ရဲ့စာတင်တဲ့စာအုပ်ကလေးထဲမှာဟုတ်ပြီနော်ဆွဲထားပြီးသားပါအားရလေးကိုနမူနာလေးနော်ပြထားပြီးသားအဲ့ဒီတိုင်းလေးပဲဒီချေတို့ဆွဲပြီးတော့ဒီချေတို့လေးလာတွေ့ရှိချက်ကလေးတိုက်တာလို့ရတဲ့ဟာလေးတွေကိုရေးပါမယ်ကဲတော့တိုင်းတာမယ့်နေရာ တိုင်းတာမဲ့နေရာကတော့ဒီချေတို့အတန်တိုးကျယ်ဦးတော့ဒီချေတို့ဒစီဘဲဆိုတဲ့ dB နဲ့တိုင်းတယ်အဲ့တော့အတန်ကိုတိုင်းတာမဲ့နေရာကတော့ပိုက်ရဲ့အပြင်ဘက်ဟုတ်ပြီနော်ဒီချေတို့ဒီပိုက်ထဲကိုမထည့်ပဲနဲ့ပိုက်ရဲ့အပြင်ဘက်မှာတစ်ခေါက်တိုင်းမယ်ပြီးသွားလို့ရှိရင်အောက်ခြေကနေပြီးတော့မှဒီချေတို့သုံးပေအမြင့်မှာတစ်ခေါက်တိုင်းမယ်ပြီးသွားရင်နှစ်ပေမှာတစ်ခေါက်တိုင်းမယ်ပြီးရင်တစ်ပေမှာတစ်ခေါက်တိုင်းမယ်ပြီးရင်ပိုက်ရဲ့ အောက်ခြေအထိကိုတစ်ခေါက်တိုင်းပါမယ်အဲ့တော့အမြင့်မတူတဲ့နေရာကတော့လေးနေရာတိုင်းပဲပြီးရင်ပိုက်ရဲ့အပြင်ဘက်ကလေးမှာတစ်ခေါက်တိုင်းပဲကဲရပြီနော်ဒါဆိုရင်ဒီခြေကစပြီးတော့သားတို့သမီးတို့ကိုတိုင်းပြပေးပါမယ်ကဲအဲ့တော့ဒီချက်ရဲ့စောင်းမီတာလေးကိုကြည့်ပေးထားနော် ကဲဟုတ်ပြီနော်ရပြီနော်အဲ့တော့ဘလောက်အနေထားရှိလဲဘယ်ကနေဘလောက်ထိရှိလဲဆိုတော့တအားတို့သမီးတို့စာအုပ်လေးထဲမှာရေးပေးတာအဲ့တော့ပိုက်ပြင်ပတ်မှာတိုင်းတာဟုတ်ပြီအောက်ခြေကနေပြီးတော့မှဒီခြေတို့တွေကသုံးပေအမြင်ကနေတိုင်းပါမယ် ကဲဟုတ်ပြီဒါတော့သုံးပေအမြင့်မှာတိုင်ထားတာကဲနောက်တစ်ခုနောက်တစ်ခုကကြတော့ဒီချေတို့ဘလောက်အမြင့်လဲဟုတ်ပြီနှစ်ပေအမြင့်မှာတစ်ချို့တိုင်းမယ်เนาะအဲ့တော့အတန်လေးကိုတစ်ချက်ကြည့်မိကဲဟုတ်ပြီနှစ်ပေအမြင့် နှစ်ပေမြင့်ပြီးသွားရင်တချေတို့တပေအမြင့်ထပ်သွားမယ်ဟုတ်ပြီတပေအမြင့်တော့ဒီနားလေးမှာရှိပါတယ်

ကဲရပြီအဲ့ဒါဆိုရင်တကယ်လို့ကဲတော့သမီးတို့เนาะ DB ရဲ့တချို့တိုင်းတာထားတယ်ဟုတ်ပြီเนาะခဏလေးတွေကိုတော့သမီးတို့စောက်ထဲမှာဖြည့်ပြီးပြီလို့တချို့ထင်တယ်ကဲတော့တချို့တို့မေးခွန်းလေးတွေဖြည့်ဆိုကြရအောင်ကဲဟုတ်ပြီမေးခွန်းလေးတွေဆိုမယ်မေးခွန်းလေးတွေတချို့တို့ဖြည့်ဆိုကြရအောင်အဲ့တော့မေးခွန်းနံပါတ်1အတန်ထွက်ပင်ရဲ့အမြီကိုဖော်ပြပေးပါတဲ့အဲ့ဒါခုနကတချို့ပြောလိုက်တယ်အတန်ထွက်ပင်ရဲ့အမြီကဘာဖြစ်မလဲဟုတ်တယ်ဘဇာဟုတ်ပြီเนาะဘဇာလေးပါ ကဲအဲ့တော့တချီချီမြည်ရေနော်သူကလျှက်စစ်ကရိယာလေးပေါ့မိကုနံပါတ်1တဖက်ပိအောက်ခြေနှစ်ပိအမြင့်နဲ့သုံးပိအမြင့်တို့တွင်ကြားရသည့်အတန်အတိုးခြေကိုဖော်ပြပါတဲ့ကဲအဲ့တော့တောက်သမီးတို့ခုနကတော့ဒီခြေတို့ဟုတ်ပြီနော်မဆူလေးထဲမှာရေးထားလိုက်တယ်အတန်အတိုးခြေတူလားဟုတ်တယ်မတူဘူးနော်အဲ့တော့တောက်သမီးတို့တွေ့ရှိတဲ့ဟာလေးကိုနော်ခြေတို့မဆူလေးထဲမှာရေးထားပေးနော်ကဲနံပါတ်3မြည်သည့်နေရာတွင်အတန်အတိုးဆုံးကြားရတယ်ဘယ်နေရာမှာအတန်အတိုးဆုံးကြားရလဲ ဟမ်ဟုတ်တယ်သုံးဖေးအမြင့်မှာဒီချေတို့အတန်အတိုးဆုံးကြားရတယ်ဟုတ်တယ်နော်ကဲလေမြည်သည့်နေရာတွင်အတန်အကျဲဆုံးကြားရတယ်။ကဲဘယ်နေရာမှာအတန်အကျဲဆုံးကြားရတယ်လဲ။ဟုတ်တယ်။ဘယ်နေရာမှာအတန်အကျဲဆုံးကြားရလဲဆိုတော့တီချဲတို့တွေအောက်ကဗာလေပိုက်ရဲ့အောက်ခြေကတီချဲတို့အတန်အကျဲဆုံးကြားရတယ်။ပြီးတော့နောက်တစ်ခုဘယ်နေရာရှိသေးလဲ အတုထက်တန်ကျဲဆုံးဟာဟုတ်တယ်ပိုက်ရဲ့အပြင်ဘက်အပြင်ဘက်ဆုံးကတော့တောက်သမီးတို့ကနေတက်စီဘဲမှာဟုတ်ပြီနော်ဒီဘီမှာဘယ်လောက်လဲဟမ်ပိုက်ရဲ့အပြင်ဘက်မှာတန်အကျဲဆုံးကြားရတယ်ပိုက်ထဲမှာဆိုရင်တော့ပိုက်ရဲ့အောက်ခြေမှာအတန်အကျဲဆုံးကြားရတယ်ကဲနံပါတ်5စမ်းသက်တွေ့ရှိချက်ရအတန်အတိုးကျဲသည်အမြင့်အားလုံးနဲ့တူညီပါသလားတဲ့ကဲအဲ့တော့ဒီကျဲတို့ကနေစမ်းသက်လိုက်တယ်သူတို့ရဲ့အတန်အတိုးကျဲတူညီမလား ဟုတ်တယ်အမြင်အားလုံးမှာမတူညီပါဘူးကွယ်အဲ့တော့သားတို့သမီးတို့လည်းအိမ်မှာဟုတ်ပြီနော်လက်တွေလေးဖြုတ်လုပ်ပြီးတော့ဆက်ပြီးတော့လေ့လာလေ့ရပါတယ်လုပ်ငန်းလေးလေးကိုတကယ်လို့ဆက်ပြီးတော့လေ့လာကြရအောင် လုပ်ငန်းလေးအတန်ပြောင်းခြင်းကိုပုံဝင်ခြင်းမှာဘယ်နေရာတွေမှာဘယ်လိုတွေအသုံးပြုထားပါသလဲ တချေပုံလေးပြပေးမယ်။ဟုတ်ပြီနော်အဲ့တော့ပေးထားတဲ့လက်ကင်အတန်ချက်ဆက်လေမုတ်ခရာပြီးရင်ဆရာဝန်ကင်နဲ့နေချက်တို့ကိုလေ့လာပြီးတော့မေခွန်းလေးတွေဖြည့်ဆို့ကြရအောင်။ဘယ်အချိန်မှာထိုကရိယာတွေကိုအသုံးပြပါသလဲ။ဟုတ်ပြီကဲတချေတို့အဖြေလေးပြောကြည့်ရအောင်။လက်ကင်အတန်ချက်ဆက်ရတော့တချေတို့ဈေးရောက်တဲ့အခါမှာတချေတို့သုံးပါတယ်။ပြီးလေမုတ်ခရာကိုတော့တချို့လိုတချင်းလေးတွေတိမုတ်တဲ့ခါမှာသုံးပြီးတော့ဆရာဝန်ကင်တဲ့နေချက်ကလေးကိုတော့တချို့လူနာတွေကိုစမ်းတက်တဲ့ခါမှာသုံးပါတယ်။ နံပါတ်1အဲ့ဒီကရိယာတွေမှာတဲ့ဘလို့အကူညီပေးပါသလဲတဲ့ကဲဟုတ်ပြီအဲ့တော့အဲ့ဒီကရိယာလေးတွေကအတန်ကိုပုံမူကျေလောင်စွာ ကြားနိုင်ဖို့အတွက်ပဲဖြစ်ပါတယ်နံပါတ်3အဲ့ဒီကရိယာလေးတွေမှာအသုံးပြုတဲ့အခါအတန်ပြန်ခြင်းဟာဘလို့ဖြစ်ပေါ်ပါသလဲတဲ့ကဲဟုတ်ပြီအဲ့တော့လက်ကင်အတန်ချက်စိတ်လေးရတော့အတန်ချက်ဆက်ခွက်နေရံတွေကို ထိရိုက်ခြင်းနဲ့အတန်ပြန်လာတယ်လေမုတ်ခရာလေးရတော့တကယ်လို့လေမုတ်ခရာခွက်နေရံတွေကို ထိရိုက်တဲ့အခါမှာအတန်ပြန်လာတယ်။ဆရာဝန်ကိုင်နှကြက်ကလေးကတော့ဆရာဝန်ကိုင်နှကြက်ထိတ်ဖျားကို ထိရိုက်တဲ့အခါမှာအတန်ပြန်လာပါတယ်။ဟုတ်ပြီနံပါတ်၄ပဝင်းကျင်မှာအခြားအတန်ပြန်နိုင်တဲ့ကိရိယာနှမျိုးကိုဒီချက်ကို ဖော်ပြပေးပါ။ဟုတ်ပြီဒီချက်ကတော့အဖြေလေးနမူနာဖြစ်ပြပေးမယ်နော်။အဲ့ဒါကတော့အတန်ချက်ဆင်းတဲ့မိုက်ခရိုဖုန်းပဲဖြစ်ပါတယ်။ အတန်လိုက်ဟာတဲ့လူတို့ကြားနိုင်တဲ့အတန်ဒါမှမဟုတ်ပြမယ်လေပြန်သောအတန်လိုက်ကိုအသုံးပြုပြီးတော့အရာဝတ္ထုတစ်ခုရဲ့အကွာဝင်းတဲ့ပုံသဏ္ဍာန်ကို ရှာဖွေနိုင်ပါတယ်အတန်လိုက်ဖြစ်ရေအောက်အရာဝတ္ထုရဲ့တည်နေရာကို ရှာဖွေသောကိရိယာစွန်းနာသည်အတန်လိုက်အတန်ပြန်ခြင်းကိုအသုံးပြုပြီးတော့ရေအောက်မှာရှိတဲ့အရာဝတ္ထုရဲ့အကွာဝင်းတဲ့တည်နေရာကိုတရှင်တို့တွေရှာဖွေနိုင်ပါတယ်ပုံလေးကိုကြည့်ပါနော်အဲ့တော့ တကယ်တော့အနှစ်ချုပ်ရမယ်ဆိုရင်အတန်ဟာအရာဝတ္ထုတစ်ခုရဲ့မျက်နှာပြင်ကိုထိရိုက်ပြီးပြန်ထွက်လာတာကိုအတန်ပြန်ခြင်းလို့ခေါ်ပါတယ်။အတန်ပြန်ခြင်းဟာအတန်အတိုးအကျေပေါ်မှာတယောင်မှုရှိတယ်။အတန်ကိုပုံမှုကျေလောင်စွာ ကြားရတယ်။ခွက်ထဲမှာအတန်ပြန်နိုင်တဲ့ခွက်ရဲ့နိုင်ရည်နဲ့မျက်နှာပြင်ပပလဲမှာရှိရတဲ့အတွက်ကြောင့်ဖုံးမအတန်ကိုတကယ်တော့ကျေလောင်စွာကြားရပါတယ်။အတန်ထွက်ပင်ရဲမှထွက်လာတဲ့အတန်ဟာပိုက်အပြင်ဘက်နဲ့ ပတ်ရတွင်းမှာကြားရတော့အတန်အတိုးကြီးဗျာမတူညီပါဘူးဆရာဝန်ကိုင်နေချက်လော့စပီကာအသေးလေမှုတ်ကရိယာတွေဟာအတန်ကျေလောင်စွာကြားနိုင်ခြင်းဟာအတန်ထိရိုက်နိုင်သောမျက်နှာပြင်များရှိပြီးတော့အတန်ပြောင်းခြင်းကြောင့်ပဲဖြစ်ပါတယ်ကဲသင်ခန်းစာလေးကိုဒီမှာရက်ပြီးတော့ဒီကျေတော့နောက်စာသင်ချိန်မှာပြန်တွေ့ကြမယ်နော်